မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းထတာကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ DKP စုမို့နေမြေအတွင်းဖြတ်တန်းသွားလာခွင့်ပိတ်တဲ့အတွက် KNU KN အနေနဲ့တိုက်ပွဲပြင်းထန်လာနိုင်မလားဆိုတဲ့သတင်းအကြံဖက်အာနာတင်ကယ်သူတွေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုအကြံဖက်သမားတွေအဖြစ် NUG ကကြေညာလိုက်တဲ့တည်င် မိုးကုတ်မြို့တွေကိုအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေ TNNA ကခေါ်သွင်းလာတဲ့အတွက်ရောက်နေပြီဆိုတဲ့သတင်းနဲ့မကွေတိုင်းစကိုင်းတိုင်းအတွင်းကတတိတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကျမကတော့စာကြည့်စိတ်ပါ တင်ဆက်ပေးနေတာကတော့ DKPA ကဖလူလေဟောလေးနဲ့စုတ်ကလေးအထိဖြတ်တန်းသွားလာခြင်းတွေကိုပိတ်လိုက်တဲ့အတွက် KNU နဲ့တိုက်ပွဲတွေပိုပြီးပြင်းထန်လာနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA စုံမထိန်ချုပ်ရာဖလူလေဟောလေးနဲ့ စုကလိအထိဘယ်လက်နက်ကင်အဖွဲစည်းမဆိုဖြတ်တန်းသွားလာခြင်းမပြုဘို့နဲ့အရေးပေါ်တွာလာမယ်ဆိုရင်ကြိုတင်တင်ပို့ရမယ်ဆိုပြီးတော့နိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် DKBA စိုးမိုးထိန်ချုပ်ထားတဲ့ဘလူလီဟောလီနဲ့စုကလိနယ်မြေအတွင်မှာ KNU KNN နဲ့မဟာမိတ်တွေကလည်းတွာလာလှူရှားလာတာဖြစ်တဲ့အတွက် DKPA နဲ့ KNU တက်တွေတိုက်ပွဲပိုဖြစ်လာနိုင်တယ်လို့လေ Renew Agency ရဲ့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောပြပါရယ် အခု DKBA ကနှာနှုတ်ထိသွားတဲ့သဘောပါအမှန်ကဖလူဘက်မှာအစောတဲကတိုက်ပွဲဖြစ်နေတာအခုမှထထုတ်တဲ့သဘောပါ KNU KNN ပူပေါင်းတက်တွေဟောလီတိုက်နေတော့မင်းလက်ပံကတက်စင်ဒံယာရတော်လန်ရေးရဲဘော်တွေကိုလည်းတဲတုံးကခွင့်ပြုထားပြီးတော့လေကိကောကြအပြီးမှာတော့ပြန်ပိတ်လိုက်တာဟာအာနာသိန်းစစ်တပ်အကြိုက်တွေလုံနေတာပါလို့ Renew Agency ရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပြပါဗျာစစ်တပ်ဘက်ကနေ DKB တက်ဖွဲ့ဝင်တွေ တနက်ဖောက်တယ်ဆိုပြီးတော့ KNU KNN နေနဲ့ပူပေါင်းတက်တွေကမင်းလက်ပံက DKB ထိန်းချုပ်ထားတဲ့ကြားဖြန့်ကိုဝင်စီးပစ်လိုက်ပါတယ်။အဲ့လိုဝင်စီးတုန်းကလည်း DKB အဖွဲ့ဝင်တွေလက်နက်ချခဲ့တဲ့အပြင်ကြားဖြန့်လုတ်သားတွေနဲ့ကြားဖြန့်သုံးပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KNU ကတော့ ကြာပြတ်နေနေရေးအတွက်ရရှိထားတဲ့အချက်လက်တွေနဲ့ပစ္စည်းတွေကိုလည်းနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ထုတ်ပြန်ခဲ့ပါသေးတယ်။ KNU အနေနဲ့ DKPA ရဲ့အကာအကွယ်အောက်မှာလဲပတ်နေတဲ့ဖလူမင်းလက်ပံဒေတာရှိနိုင်ငံတကာရစွေးမှုနဲ့ online ငွေလိမ်လည်မှုလုပ်ငန်းတွေကိုထိရောက်စွာနှိမ်နင်းနိုင်မှုအတွက် ိုင်ငံတကာကလေနက်မြန်ဆန်စွာပူးပေါင်းပါဝင်ပေးဖို့ KNU ကနဝင်ဘာလ25ရက်နေ့ကသဘောထားထုတ်ပြန်တောင်းဆိုလိုက်ပြီးနောက်နဝင်ဘာလ26ရက်နေ့မှာတော့မင်းလက်ပံမှာ DKPA လက်ကနေ KNU ထိန်းချုပ်လိုက်တဲ့စာဖြတ်လုပ်ငန်းရှိတဲ့နေရာကိုပြင်မှတ်ထားပြီးတော့အာနာသိန်းစစ်တပ်ကလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ဲ့ဒီလေကြောင်းတက်ခိုင်းမှုမှာကြားဖြန့် site အတွင်းတိတိကျကျမထိပေမဲ့အနီအနားကို ထိခိုက်ခဲ့ပြီးတော့အာနာတင်စစ်တပ်ရဲ့မြေပြင်လက်နက်ကြီးအဖွဲ့ကလည်းမင်းလက်ပံကိုဥတီပြီးပြစ်ခတ်တာတွေကိုဒီကနေ့မှ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့တည်သွားပြီဖြစ်တဲ့ဒုသမရာမြင့်ဆွေအပါအဝင်မင်းအောင်လိုင်းတို့အဖွဲ့ကိုနိုင်ငံတော်ပုံကန်းတဲ့တရားခဏ်နေအဖြစ် NUG ကကြီးညာလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။2021ခုနှစ်စစ်တပ်အာဏာသိမ်းတုန်းကမင်းအောင်လိုင်းနဲ့ပူးပေါင်းခဲ့ပြီးတည်ဆုံသွားပြီဖြစ်တဲ့ဒုသမရာမြင့်ဆွေဟင်နရီဘန်တီယူနဲ့မင်းအောင်လိုင်းတို့ကောင်စီအဖွဲ့ဝင်အားလုံးဟာ နိုင်ငံတော်ပုံကံမှုကျူးလွန်ခဲ့တဲ့တရားခံတွေဖြစ်တယ်ဆိုပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကနဝင်ဘာလ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကအကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှား6ပုံမှားခွဲ9နဲ့ ပုံမှန်နဆက်ခုံပုံမှန်ဝဲခါပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးပြီးတော့ပြည်တော်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့အမိန့်ကြေညာစာကိုထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဇူလိုင်လ31ရက်နေ့အတွင်းအကြံဖက်စစ်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရအဖွဲ့အဆက်ဆက်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့နှုံချုံရေးကောင်စီလည်းအကြံဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက်ဘိုးချုပ်မှုကြီးမင်းအောင်လိုက်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ဒုတိယဘိုးချုပ်ကြီးဆိုဝင်ဘိုးချုပ်ကြီးမြထွန်းဦးဒုတိယဘိုးချုပ်ကြီးထွန်းထွန်းအောင်ဥဝနမောင်တွင်ဦးတန်းဆွေဦးဟင်နီဒီဘန်တီယူဒုတိယဘိုးချုပ်ကြီးအောင်လင်းတွင်ဒုတိယဘိုးချုပ်ကြီးရဲဝင်းဦးဒေါက်တာတီတာဦးဘိုးချုပ်ကြီးတင်အောင်ဆန်း ဘိုးချုပ်ကြီးမမောင်အေဒုတိယဘိုးချုပ်ကြီးရာပြေတို့ကိုနိုင်ငံတော်ပုံကံကျူးလွန်ခဲ့သူတွေအဖြစ် NUG ကကြေညာထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်မှုတိုက်ဖြည့်ရေးဗဟိုအဖွဲ့အနေနဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အကြံဖတ်သမားတွေကိုဥပဒေအရအရေးယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါသေးတယ်ရှင်။အဲ့ဒီအာဏာသိမ်းခဲ့တဲ့နိုင်ငံတော်ပုံကံမှု ကျူးလွန်ခဲ့တဲ့တရက်ခန့်တွေအပြင်အဲ့ဒီပုံမှားတွေလုတ်ပိုင်ခွင့်နေအရာ ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုလည်းအကြံဖတ်အဖွဲ့အစည်းဖြစ်တဲ့အတွက်ဆိုကအဲ့ဒီကော်မရှင်အဖွဲ့ဝင်တွေကိုလည်းအကြံဖတ်တမားတွေအဖြစ်အန်ယူဂျီကကြေညာထားပါသေးတယ်။အကြံဖတ်တမားတွေအဖြစ်ကြေညာခံလိုက်ရတဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကတော့ဦးသိန်းစိုးဦးတောင်တင်ဦးတန်ထွန်းဦးကြောက်ဦးအောင်စောဝင်ဦးတန်းဝင်ဦးစောပါလိုင်း ။ဥစိုးဥ၊ဥအောင်မုံမြင့်၊ဥအောင်လွင်ဦး၊ဥတန်းစို၊ဥပါရန်ရှောင်း၊ဥမြင့်ဦး၊ဥခေမာဦး၊ဒေါ်နုမြဆန်း၊ဥမြင့်သိန်းဒေါက်တာဘမောင်၊ဥကိုကိုလွင်၊ဥမင်းမင်းဦး၊ဥတန်းအောင်ကျော်၊ဥခင်စော်၊ဥမျိုးလိုက်၊ဥတန်းထွသိန်းဥတည်ရွှေဝင်ဥအောင်မြင့်လွင်တို့ပဲဖြစ်ပါတယ်ရွေးကောက်ပွဲကော်မရှင်မှာပါဝင်နေသူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်မှုတိုက်ဖြည့်ရေးဘို့အဖွဲ့အနေနဲ့ အကြံဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့တော်လဲအင်အားစုတွေနဲ့ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ကြေးရွာကိုမီးရှို့နေတဲ့စစ်တပ်တိုက်ခိုက်ခံရပြီး35ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းဝက်လက်မြို့နယ်စိုင်းနိုင်ကွေးကနေနိုဝင်ဘာလ23ရက်နေ့မနက်8:30မိနစ်ခန့်ကထွက်လာတဲ့အာနာသိန်းစစ်တပ်ကဘူဂျီစန်းညွန့်ထုံဦးစီးပြီးတမ33လောက်ခန့်ခမာယာ71ခမာယာ42ပြူတွေနဲ့ပူပေါင်းထားတဲ့အင်အား120ပါစစ်ကြောင်းဟာပုံနာကျေးရွာကိုမိရှို့နေစဉ်တိုက်ခိုက်ခံရပြီးအာနာသိန်းစစ်တပ်လောက်ခန့်35ဦးတေဆုံးခဲ့တယ်လို့ဝက်လက်ပြည်သူ့အစည်းအဝေးတပ်ဖွဲ့ထံကနေသိရပါဗျာ။ ကြေးရွာကိုမိရှုံနေတဲ့စစ်တပ်ကိုတိုက်ခိုက်တဲ့တိုက်ပွဲအတွင်း MA1 စစ်တပ်လက် MA2 3လက် MA3 10လက်ငကြီးမီ2လက် RPG 1လက်စနိုက်ပါ1လက် PA100 စိမ်းပြောင်း3လက် PA90 စိမ်းပြောင်း1လက်ဂျမ်ပါ1လုံးကြေးပေါင်း16ပေါင်း Hyperflight CG 390တောင်း 7.62G 1900တောင်း RPG 4ဘူး RPG ပို့ကြီး9လုံး G ကအုတ်ထုတ်10လုံးဖုံ28လုံး INA က16လုံးနက်နက်တီး9လုံးကိုတင်စီရရှိခဲ့တယ်လို့ပြောထားပါဗျ။ပို့ကြီးစမ်းညွန့်ထွန်ဦးစီတဲ့စစ်ကြောင်းကိုရွှေဘိုခရိုင်ကုတ်ကရေးစီမံချက်နဲ့ MM1 MM2 MM3 MM4 MM5 MM6 တရင်တွေ့ ဝက်လန်မြို့နယ်ပါကာဖာဟန်လင်းတိုက်နယ်ပါကာဖာအမတ်နှစ်ရွှေဘိုခရိုင်ဒရုန်းအဖွဲ့အမတ်၁၂၃၄၅စကွန်ဒရုန်းအဖွဲ့ဝက်လန်မြို့နယ်ပါကာဖာဒရုန်းအဖွဲ့နဲ့ဒေသခံပါကာဖာတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့ DNA ကစုပ်ပေးမဲ့မိုးကုတ်မျိုးတွေကိုအာလာဒိအကြံဖက်စစ်တပ်ကတပ်ဖွဲ့ဝင်တွေရောက်ရှိနေရာယူထားတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ တောင်မြို့သားလူမျိုးရေးတံမတော် TNN နေနဲ့ အာနာသိန်းစစ်တပ်တို့အပြစ်အခက်ရက်စရာမှာသဘောတူညီချက်တစ်ခုဖြစ်တဲ့မိုးကုံမြို့နဲ့မိုးမေမြို့ကပြန်ဆုတ်ပေးရမယ်ဆိုတဲ့အတိုင်းအခုဆိုရင်မိုးကုံမြို့မှာ TNN ကစုဖာပေးတော့မှာဖြစ်တဲ့အတွေ့အာနာသိန်းစစ်တပ်ကိုမြို့လွှဲအပ်ဖို့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေမြို့ရဲကိုရောက်ရှိနေတာတွေရှိနေပြီလို့ဒေသခံတွေထံကနေသိရပါတယ်။မိုးကုံမြို့မှာဆိုရင်အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေဟာအစိုးရရုံတွေနဲ့ဂိတ်တချို့အပါအဝင်မြို့တွင်းမှာနေရယူတာတွေရှိနေပြီလို့လည်းသိရပါတယ်။ အဲ့ဒီအာနာတင်စစ်တပ်ကိုတော့ TNN ကလုံခြုံရေးယူပေးပြီးခေါ်လာတာဖြစ်တယ်လို့လည်းဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောထားပါဗျ။မိုးကုံမြို့ကို TNN စိုးမိုးထားစဉ်က အတူတိုက်ယူခဲ့ကြတဲ့ဒေသခံတော်လိုင်းရေးတပ်တွေဟာအခုဆိုရင်မြို့ပြင်ကိုစုခွာပေးနေရပြီးတော့တနမဖဖို့အတွက် TNN ကအမိန့်ထုတ်ထားတယ်လို့လည်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ထံကနေသိရပါဗျ။အဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ TNNA ပြောရေးဆိုခွင့်ရှိသူကို Renew Agency အနေနဲ့မေးမြန်းထားပေးမယ်။ဒီကနေ့နိုဝင်ဘာလ26ရက်နေ့အထိဖြေကြားထားတာမရှိသေးပါဘူးရှင်။မိုးကုတ်မြို့တင်တိုက်ပွဲအပအဝင် တော်လိုင်းရဲ့ဘက်မှရက်တီပြီးတော့တော်လိုင်းရဲ့တပ်ဖွဲ့တွေမြို့ကိုစုံမထားစင်မှာထောက်ခံအားပေးခဲ့ကြတဲ့ပြည်သူတွေဟာအခုဆိုရင် အာနာတင်စစ်တပ်လောက်မှမနေရတဲ့အတွက် စေဘေးရှောင်အဖြစ်မျိုးကနေစွန့်ခွာနေရသူတွေရှိနေပြီပဲဖြစ်ပါတယ်။ TNN အပါဝင်ဒေါ်လိုင်းအားစုတွေကိုမျိုးကိုထိန်းချုပ်ချိန်တုန်းကမိုးကုတ်ကထွက်ရှိတဲ့ကြောက်တွင်းတွေကိုတော့လှုပ်သွားကြပြီးတော့အခုလက်နက်ကင်တွေကမျိုးကိုပစ်ထားခဲ့ပြီးဒေါ်လိုင်းတပ်ဖွဲ့တွေကစုပ်ပေးနေကြပြီလို့လဲစေဘေးရှောင်တူကပြောပြပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ တနင်္သာရီမြို့နယ်တစ်ပင်ချောင်းကျေးရွာအနီးတက်ဆွဲထားတဲ့အာနာသိန်းစစ်တပ်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တစ်ပင်ချောင်းကျေးရွာအနီးတက်ဆွဲထားတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကိုဒေသတွင်တော်လှန်ရေးတပ်ဖွဲ့တွေကနိုဝင်ဘာလ25ရက်နေ့ကတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်လက်အောက်ခံလေဦးတေဆုံခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်။တစ်ပင်ကြောက်ရအနေကအာနာတင်စစ်တပ်ကိုနိုဝင်ဘာလ25ရက်နေ့နေ့လယ်တနာရီခန့်ကဘိတ်ခေရိုင်တရင်နှင့်တရင်နဲ့တနင်္သာရီပကဖတို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။အရေးတိုက်ပွဲမှာအာနာသိန်းစစ်တပ်ကလေဦးတေဆုံခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့အထီးကိုင်းမရှိပြန်ဆုတ်ခိုင်းနေခဲ့တယ်လို့သိရပါဗျ။ တနင်္သာရီမြို့နယ်အတွင်းအာလာတင်စစ်တပ်ကိုဒေတာရင်းတော်လိုင်းအင်အားစုတွေကနေ့စဉ်ဒီပါတက်ခိုက်နေတဲ့အတွက်အာလာတင်စစ်တပ်ရဲ့လေချောင်းအက်ဒီရဲ့အပါဝင်စီရေတတိလုံခြုံရေးတတိရှိကြဖို့ပြည်သူတွေကိုလည်းတိုက်တွန်းထားပါသေးတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့မန္တလေးတိုင်းမြင်းကြံခရိုင်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံနထိုကြီးလမ်းမပေါ်မှာလေလအကြာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အာနာသိန်းစစ်တပ်ဘက်ကတေဆုံမှုတွေရှိခဲ့ပြီးလက်နက်ခဲယံတွေလည်းတင်းစီရမိတာရှိတယ်လို့ဒီကနေ့နိုဝင်ဘာလ26ရက်နေ့မှာမြင်းကြံဘလက်တိုက်ကအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်မြင်းကြံမြို့အခြေဆိုင်ခါမာယာ15တပ်ရင်းနေပြီးတော့အထူးရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့ ရင်းချက်မျိုးပြူစော်တီကောင်းဆောင်တီရာယူမွန်တို့အဖွဲ့ပူပေါင်းကအင်အားအများအပြားနဲ့ဇူလိုင်လ31ရက်နေ့ကစပြီးတော့ရင်းချက်နထိုကြီးလမ်းပိုင်းကိုအဓိကဦးတည်ကစစ်ကြောင်ထိုးလာကခြေရွာတွေကိုမိရှို့ဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့လည်းပြောထားပါဗျာ။အဲ့ဒီပြူနဲ့အာနာသိန်းစစ်တပ်ရေပူပေါင်းထားတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ပွဲကြီးငယ်30ထဲမှနေတိုက်ခိုက်ခဲ့ကြပါဗျ အဲ့ဒီတိုက်ပွဲတွေအတွင်မှာစစ်တပ်လောက်ခံတွေအများအပြားတေဆုံးပြီးတော့ drone အပါဝင်လက်နက် KN တွေကိုတင်စီရမိတယ်လို့မြင်းကျန် black တိုက်က အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြင်းကျန်ခရိုင်အတွင် လေလာတာ စစ်စင်ရေးမှာမြင်းကျန် black တိုက်ကအဖွဲ့နဲ့အတူပိုးစားပြောက်ကြတဲ့ ညင်းကြံခရိုင်တရင်တချို့နဲ့တခြားတော်လိုင်းတပ်ဖွဲ့တွေကပူပေါင်းတက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။မကွေတိုင်း၊စကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်ညင်းကြံခရိုင်အပါဝင်မဒရာမြို့နယ်ဘက်ကလည်းအာနာသိန်းစစ်တပ်ဟာစွန့်လွှတ်ထားတဲ့နေမြေတွေပြန်သိမ်းပိုက်နိုင်ဖို့နဲ့စစ်ကြောင်းထိုးတာတွေကိုဩဂတ်စ်လပိုင်းကတည်းကစတင်နေတာဖြစ်ပြီးဒေသရင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားလို့စစ်ကောင်မရှင်တပ်သားတွေဟာစကိုင်းတိုင်းဘက်မှာလည်းစစ်ကြောင်းပစ်သွားရတဲ့အထိဖြစ်တာတွေရှိနေပါဗျ။ မကွေးတိုင်းနဲ့စကိုင်းတိုင်းအတွင်မှာတော့အာနာသိန်းစစ်တပ်ဟာစစ်ကြောင်းထိုးပြီးဒေသခံကြေးရွာတွေကိုမိရှို့ဖျက်ဆီးတာဖန်စီယာမိတဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေလုပ်ပြီးစစ်ကြောင်းမရှိတဲ့အချိန်မှာပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာနေမြေအတွင်ပြန်လည်လှုပ်ရှားနေတာတွေရှိပါတယ်။အဲလိုပါပဲမြင်းကြံခရိုင်မှာလည်းစစ်ကြောင်းထိုးလာခြင်းတိုက်ခိုက်ခံရတာမျိုးတချို့သောတော်လှန်ရေးတပ်ဖွဲ့အထံချစခန်းတွေကိုစီးနင်းဖျက်ဆီးခြင်းတွေလှုပ်ဆောင်ပြီးပြန်ဆုတ်သွားတာတွေလည်းဖြစ်ပါတယ်။ မန္တလေးတိုင်းနဲ့ရမန္တလေးပေတရဲ့စုံမနေမြေကိုတော့အာနာတင်စစ်တပ်ဟာတစ်ခုပြီးတစ်ခုဆွန့်လွတ်နေမြေတွေကိုလည်းပြန်လည်သိမ်းပိုင်နေရမှာနိုဝင်ဘာလ26ရက်နေ့မှာဆိုရင်မဒရာမြို့နယ်အတွင်းကတော်လဲအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်ထိန်းချုပ်သွားပြီလို့သိရပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့ကြာပြတ် online ငွေလင်ခိုင်းတွင်နေရှုပ်ထွေးတဲ့ကရင်ပြည်နယ်ထဲမှာစစ်ပြူဟာမှုနဲ့တရင်မှုတက်သားအလုံးကြာပြန်လုပ်ငန်းတွေနဲ့မပတ်သက်ရဆိုပြီးတော့ KNU KNN PC ကညွှန်ကြားလိုက်တဲ့သတင်းဖြစ်ပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းကကရင်နေကြားစောင့်တဲ့ BGF ထင်းချုံနယ်မြေနဲ့ DKBA ထင်းချုံနယ်မြေအတွင်းမှာကြားဖြန့် online ငွေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေဖြစ်နေချိန်မှာကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNN PC ရဲ့စစ်ဗျူဟာမှု တရင်မူတက်ဖွဲ့မူဌာနာမူအပါဝင်အလုံးကြားပြလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေမှာပါဝင်ပတ်သက်ခြင်းမလုပ်ကြဘူး။နဝေမာလာ25ရက်နေ့ရက်စွဲနဲ့ညွှန်ကြားထားရလို့သိရပါဗျ။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တခြားမှာအခုလက်တလောဖြစ်ပေါ်နေတဲ့ကြားပြန့်ကိန်းတွေတင်းနှင်းခံနေရတဲ့အတွက်ကြားပြန့်လုပ်ငန်းမှာပါဝင်နေတဲ့နိုင်ငံသားတွေနဲ့ဆက်ဆက်သူတွေဟာနေမျိုးစုံနဲ့ထွက်ပြေးနေကြရတာဖြစ်ပါတယ်။အဲ့လိုထွက်ပြေးနေတဲ့အချိန်မြောက်ဝတီမြို့နယ်အတွင်ကနေ ဖန်အယောက်လက်နက်ကင်တပ်ဖွဲ့တွေကအခကျင်းဝင်ပို့ယူပြီးပို့ဆောင်တာတွေလုပ်နေတာဖြစ်ပါတယ်အဲ့လိုထွက်ပြီးတင်းချောင်နေသူတွေနဲ့ပတ်သက်ပြီးတော့ KNU KNN PC အဖွဲ့ဝင်အားလုံးဟာဘဲအကြောင်းပြချက်နဲ့မှအားပေးကူညီတာငွေကြေးယူပို့ဆောင်တာတွေမလုပ်ရဘူးလို့ညွှန်ကြားလိုက်တာဖြစ်ပါတယ်။တကယ်လို့ညွှန်ကြားချက်တားမြစ်ချက်ကိုမလိုက်နာဘဲကျူးလွန်ချိုးဖောက်သူတွေကိုထိရောက်စွာအရေးယူသွားမယ်လို့လည်း KNU KNN PC စီရေးချုပ်ဘုံမူချုပ်စောအောင်ကောင်းရွှေလက်မှတ်နဲ့ညွှန်ကြားထားတာပဲဖြစ်ပါတယ်။အခုဆိုရင် BGF ထင်းချုံနယ်မြေအတွင်ရွှေကုတ်ကိုကကြားဖြန့်တချို့လဲအာနာသိန်းစစ်တပ်နဲ့ပေါင်ပြီး BGF ကနှိမ်နှင်းပြနေတာတွေရှိပြီးတော့ ဖန်စီရမိတဲ့တသက်ခံပစ္စည်းတွေကို ဖြည့်ဆည်းပစ်တာလည်းရှိပါတယ်။နဝေမာလာ21ရက်နေ့ကတော့ DKBA ထိန်ချုပ်နယ်မြေမင်းလက်ပံဒေသကကြားဖြတ်လုပ်ငန်း site တစ်ခုကို KNU KNN တပ်ဖွဲ့ဝင်တွေက ဝင်စီပြီးတော့အရေးကြီးရမယ်ထင်တဲ့သူတွေကိုထိုက်အပ်ခဲ့တယ်လို့လုပ်ငန်းခွင်အတွင်းကဖန်စီရမိတဲ့ပစ္စည်းတွေကိုလည်းနိုင်ငံတကာကျွမ်းကျေသူတွေနဲ့ပူးပေါင်းပြီးတရားခံတွေဆက်လက်ဖော်ထုတ်သွားမယ်လို့လည်းပြောထားပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့အမျိုးသမီးတွေအပေါ်အကြံဖတ်မှုပပျောက်ရင်16ရက်တာလှုပ်ရှားမှုအစီအစဉ်ဖွင့်ပွဲအခမ်းအနားကိုဒုပလာယာခရိုင်မှာကျင်းပပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ကရင် အမျိုးသမီးအစည်းအရုံး KWO ဘဟုကဥဆောင်ပြီးတော့ဒုပလာယာခရိုင်ကရင်အမျိုးသမီးအစည်းအရုံးနဲ့မြို့နယ်ကရင်အမျိုးသမီးအစည်းအရုံးတို့ပူးပေါင်းကအမျိုးသမီးတွေအပေါ်အကြံဖတ်မှုပပျောက်ရင် 16ရက်တာလှုပ်ရှားမှုအစီအစဉ်ဖွင့်ပွဲအခမ်းအနားကိုနဝေမာလာ25ရက်နေ့ကကရင်အမျိုးသားအစီယုံဒူပလာယာခရိုင်မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဖွင့်ပွဲအခမ်းအနားကိုကရင်အမျိုးသမီးအစီယုံ KWO ဘဟိုကတာဝန်ရှိခေါင်းဆောင်တွေဒူပလာယာခရိုင်ကကရင်အမျိုးသမီးအစီယုံတာဝန်ရှိခေါင်းဆောင်တွေခရိုင်ဥက္ကဋ္ဌနဲ့တာဝန်ရှိခေါင်းဆောင်တွေမြို့နယ်ဥက္ကဋ္ဌနဲ့တာဝန်ရှိခေါင်းဆောင်တွေနဲ့တင်နန်းသူတင်နန်းစာចောင်းသူចောင်းသားတွေ ချေးရွာအော်စုတာဝန်ရှိခေါင်းဆောင်တွေနဲ့ပြည်သူတွေတက်ရောက်ခဲ့ကြတယ်လို့လဲ KNU ဒုဗလာယာခရိုင်ကဒီကနေ့နိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်ကျန်းသာအခြေပြုအကြံဖတ်မှုစက်ကျင်ရေးစက်ချောင်ရတာလှုပ်ရှားမှုနဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဆိုင်ရာဝင်ကြီးဌာနနဲ့ကျန်းသာမူဝါဒဆိုင်ရာပေါင်ဆက်ညှိနှိုင်းရေးကော်မတီတို့ကလည်းနိုဝင်ဘာလ15ရက်နေ့ကပူရဲထုတ်ခဲ့ပါသေးတယ် ဂျန်ဒါအခြေပြုအကြံဖတ်မှုစက်ကျင်ရေး16ရက်တာလှုပ်ရှားမှုကိုအစိုးရတွေအရက်ဖက်အဖွဲ့အစည်းတွေကနှစ်စဉ်ကျင်းပနေတာပဲဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့မိန်းကလေးတွေအပေါ်အကြံဖတ်မှုဟာလူအခွင့်ရေးချိုးဖောက်မှုဖြစ်တာကိုညွှန်ပြတဲ့အနေနဲ့ကဘာလုံးဆိုင်ရာအမျိုးသမီးများဦးဆောင်မှုအခမ်းအနားတကြွလှုပ်ရှားသူတွေကစတင်ကအမျိုးသမီးများအပေါ်အကြံဖတ်မှုပပျောက်ရေးနေ့အဖြစ်နှစ်စဉ်နဝင်ဘာလ25ရက်နေ့ကနေကဘာလူအခွင့်ရေးနေ့ဒီဇင်ဘာလ10ရက်နေ့အထိ 16ရက်တာလှုပ်ရှားမှုကိုဖေချိုးဖြူနေလို့လဲခေါ်ကလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကမ္ဘာကူလာတမကရဲ့ဂျန်နာအခြေပြုအကြံဖတ်မှုစန့်ကျင်ရေး16ရက်တာလှုပ်ရှားမှုစောင်းပုံကတော့အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ်ဒီဂျစ်တယ်အွန်လိုင်းအကြံဖတ်မှုအဆုံးသတ်ဖို့အတူတကွပူးပေါင်းဆိုပဲဖြစ်ပါတယ်ရှင် လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေအထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တင်းတည်ထိုက်တဲ့ဆောင်းပါတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစေပေမအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါရဲ့ရှင်။